မင်္ဂလာပါခင်ဗျခါချင်တဲ့ကနေပြန်လဲကြိုးစုပါရစေဒီနေ့တင်ဆက်ပေးမယ့်ဝတ္ထုလေးကတော့ဇာယသူတင်ခါရစာရေးသားထားတဲ့လက်ရဘလူးဇလန်နဲ့များစွာတဲ့ကမှညဏ်ညဏ်နဲ့ဆိုတဲ့ဝတ္ထုလေးကိုတင်ဆက်ပေးသွားမှာပါ channel ကလေးကို like and subscribe လုပ်ထားပေးပါဦးခင်ဗျဘေးနားမှာရှိတဲ့ notification လုံးလည်းနေပေးထားပါဦးညဏ်ညဏ်နဲ့တွေမတုံးလေကွာရိုးတသာကြိုးစားပြီးတိုက်ရမယ်ဦးနောင်ရဲ့စကားသူ့ကိုရည်ရွယ်ပြောလိုက်တယ်လို့ထင်ရတယ်သူတယောက်တည်းသာထင်မိခြင်းမဟုတ်အခြားသူအချို့ကလည်းဒီလိုပဲထင်မြင်ကြပုံရတယ် သူကခေါင်းလဲမကြည့်မော်လဲမကြည့်ပဲနဲ့မျက်လွှာချလို့ငြင်းနေတယ်။လူကြီးသူမတွေစကားပိုင်းကိုသာဆက်လက်နားထောင်နေရင်ဦးကောင်ကတော့သူတို့စုံတစ်ခုတုံ့ပြန်လိုက်လေမလားဆိုရင်လည်းလမ်းကြည့်တယ်။ငတော်ကြီးကခက်တီတီဦးစည်းစင်ကခက်မိမိထိုင်လို့လူအဲ့ဝင်ပြောကြတယ်မလူအဲ့သူတို့ကဦးကနားထောင်သမားတွေဖြစ်ကြတယ်။ငအူငနေစတဲ့ရဲဘက်ကြီးတွေကတတကြွကြွဆူနေငင်းကုန်နေကြတယ်။လုံးဝမပါဝင်ဘဲနဲ့တိတ်ဆိတ်နေသူကတော့ငဆန်။ဓာကိုတရီထားမိသူကဦးအောင်စေရဖြစ်တယ်။ငနောင်းရဲ့စကားကြောင့်ငဆန်တကူကိုကျန်နေတဲ့သူကြောင့်တွေးမိလိုက်တယ်။ သူဟန်ဘန်ကပြန်မငင်းပြီမဲ့လက်ခံမရှိလိုအပ်တော့ညနေညနေနဲ့လည်းသုံးရမှာပဲဆိုတဲ့စိတ်ထားမျိုးရှိသူဖြစ်တယ်။ဟေးငညိုသူဘာလို့ကြံနေပါလိမ့်။ဦးအောင်စီကမမေးပြီမဲ့ဦးကောင်းစီကအသာထွက်လာတယ်။သူတို့ဆွေးနွေးနေတာကိုနားခံနေတာပါ။ဟုတ်ကဲ့လား။ငစံကစီတာမင်းကြီးနဲ့မော်စိုးဘုတ်ကြီးဦးအောင်စီကတို့ကိုတစ်ချက်စီကြည့်လို့ကျွန်တော်မျိုးတို့မှာလန်ဒန်ကရိယာမပြေဆုံးပဲ။အင်းအားများလာတဲ့ရန်သူတွေကိုရင်ဆိုင်ရရင်မတော်လို့ရှိတဲ့ဓာလန်တွေများကျိုးကုန်ကြရင်ဘယ်လိုဆက်တိုက်ကြမလဲဆိုတာကိုတွေးကြည့်မိပါတယ်။အဲ့ဒါနင့်အလုပ်လား။ ဒီလိုမပြောနဲ့လေကိုတို့သူတွေးသလိုမျက်မြင်ထားနေတာပဲတကယ်လဲကျို့တို့ဓာရီကထောင်ရကုတဲ့ဓာညံ့နေလှန်နေဆိုတာကအသိလောက်ထားတာမဟုတ်ရင်သိကောင်းတော့မဟုတ်ဘူးလှန်မကောင်းလို့ဆက်မဆွဲနိုင်ဘူးလေအများကြီးစီသာမင်းကြီးကသူ့ဘက်ကဝင်ပြောတဲ့သူတို့ဖြစ်သွားတာကြောင့်သူကမော့ကြည့်တယ်ဦးစည်းစင်ကသူ့ကိုအမှန်မထားဘဲနဲ့ဆက်ပြောတယ်ဒီအတွက်ကျုံနဲ့ကိုအောင်စီရတို့လေ့ကျင့်တင်ကြီးတို့ကိုလှန်တဲ့ဘက်အသုံးပြုနေအောင်နဲ့မာတရက်မောင်ကြိုးစားနေကြတယ်ဝါပေါ်တာကိုအသုံးချရမှာပဲမှန်တယ်ကျုပ်ကဒုံးရှိကန်တက်ဖွဲ့စည်းမယ်လို့ကြံနေတာ လှန်တက်လိုပဲလှန်နေလဲအသုံးပြုဖို့မတူစီရဘူးနှစ်ဘက်ကျွန်းတို့တွေကလမ်းတစ်စဲတက်ပုံပြီးတက်ပွဲတွင်တွင်ကျင်နိုင်လိမ့်မယ်ထုတ်ရမ်းမိတက်ကြမှာမဟုတ်လားဓာတ်နဲ့ခိုးလို့မပြတ်ရအောင်ထုတ်ဒီမှာတံခွေစွတ်သင်းဆုံးရမယ်ရှိရလွင်ရတဲ့အများကြီးပို့လို့ထားရမယ်အခုကိုစည်းစိမ်စမ်းသပ်နေတယ်အသင်းပြင်ကျုပ်တို့ဝါကိုထွက်ကြရမယ်ထုတ်ရအထူးလေ့ကျင့်ကြရမယ်ဗျဖဲနဲ့ရှိစားငစန်းဆိုတဲ့အကြည့်နဲ့ဥကောင်းကကြည့်တယ်သူ့အတွေးကိုဖြည့်ရှင်းပြီးသားဖြစ်တဲ့အတွက်သူကခေါင်းကြီးပြတယ်ဦးနောင်ကတော့သူလှန်အစားအသုံးပြုခဲ့ရတဲ့ထုတ်ရှိတဲ့ချောင်းနဲ့လူ90လောက်ထိလုပ်ပြသွားတာကြောင့် တကြီးမင်းသဘောတူသွားပြီဒီလိုကြံနေလို့ထင်ပုံရတယ်ထုတ်တွေကတိုက်ပွဲမှာမလွယ်ဘူးထင်ရဲ့ဒုံးနဲ့ရရင်နာယုံမဲနာမှာပါဒါပြင်ကိုနောင်းခံကြည့်မလားကျုပ်အဲ့ဒီဒုံးနဲ့ပဲထိုးမယ်လीလှုပ်လीကျုပ်လှမ်းခိုင်းမယ်ဟေးငါလူချင်းအချင်းများတော့မလို့လားငနောင်းမြင်တယ်လို့တလိုင်းနေလည်းမြင်ကြမှာပဲအထင်မြင်သေးရင်ကြမှာပဲဒီကကျုပ်တို့အတွက်အခွင့်အရေးရလာလိမ့်မယ်ချမ်းကျင်စွာကံတွေတက်ရင်တင်ကြီးအတူတောင်းမှာကြောက်เสียကောင်းပါတယ်ခေါင်းစရာဖို့တော့ဟုတ်တာပေါ့ရွာသားတွေမှာကြတော့ ပြောင်းတနက်ကရန်သူတွေကိုဒုန်းနဲ့အန်တုရင်ဆိုင်ရတဲ့ကစေအငငယ်မှုမဖြစ်ပေဘူးလား။ဒါကြောင့်ကျွမ်းကျင်အောင်ကစားရမယ်ဆိုတာပေါ့။မိမိလက်နဲ့အပေါ်ယုံကြည်မှုရှိလာမယ်ကြောက်တော့ပါဘူး။တချို့ကငနောင်းဘက်ကဝင်ဆွေးနေကြတယ်။ဦးအောင်စီကဦးစင်းစင်းနဲ့ဦးကောင်တို့ကပြည်ထနာလေးကိုပြေရှင်းနိုင်မှုအကြံထုတ်ကြတင်ပြကြတယ်။ငစန်းကတပိပိနှောက်ရောက်သွားတယ်။ဒီနောက်ဘယ်ရောက်သွားမှမသိပြောက်သွားတော့တယ်။သူ့လူတွေရှိရရောက်တဲ့အခါတင်ကြီးတဲ့ဘွယ်စည်းလေးမှဖြစ်ကြ။ဒါကြောင့်ဓာရီလန်ကြီးအပြင်ဒုတ်ကြီးကိုပါအချင်းပြီးလေ့ကျင့်ထားဖို့လိုကြ။ လန်နဲ့မလောင်ရင်စိတ်ပြေအားငယ်မနေဘဲနဲ့တင်ကြီးတို့တွေကိုလမ်းပြရဲဘူးကန်ဆောင်တွေကထွက်လာမဲ့သူတွေကမိမိတို့အဝူဆုံးဖြစ်ကြရမယ်လို့ဆိုပါတယ်။သူစကားကိုသူ့လူတွေကရောင်းတောင်းနားထောင်နေကြပြီးချောင်းစီစီလည်းဖြစ်နေကြပါတယ်။လူ၂၀နဲ့တူကကျုပ်တို့တွေထုတ်ခိုင်းပြီးတက်ခတ်ရမှာလေလို့ပြန်မိတယ်။လန်နဲ့မရှိရင်တော့ခံရမှာပေါ့ကွယ်။ဘာဖြစ်လို့လဲ။ထုတ်အစား၄ခိုင်လို့ရတာပဲ။အနီးကတိုက်ရရင်ကိုကျုပ်မှာဓာတ်လက်တစ်ချောင်းရှိပါတယ်။ငှက်မဟုတ်ပေမဲ့သိတ်ခိုးလို့ကောင်းတာ။သိတ်ခိုးတယ်ဒါမဟုတ်ဘူးလား။ လူလဲပြတ်ပါလေဗျာအေးကွာမင်းကအဲ့ဒီဓာတ်နဲ့ဟိုဘက်ကလှမ်းနေဆိုဘယ်လိုလုပ်မလဲဓာတ်နဲ့ပြတ်ပေါက်လိုက်မှာပေါ့ရန်သူကရှောင်းလိုက်နိုင်ရင်ကိုထီတယ်ထောင်းနောက်တူတက်လိုက်လက်မြောက်ပြမလားပြေးမလားအာဒါတော့ပြေးတင်ပြေးရမယ်ဒီစကားကြတော့ဝိုင်းကြီးကြတယ်တုံးရှိကန်ထိုင်ပြေးစရာမလိုဘူးလေဗျာဒါပေမဲ့ကိုယ်စရာတို့ကိုရန်သူကဓာတ်နဲ့ခုတ်သွားလိုက်မယ်ဟုတ်ပြီဟိုကဝဘိုးเจ้าကိုမင်းသားလက်နဲ့ဆယ်ချက်ခုတ်ကြည့်အဲ့ဒီသူကသူထားယူပြီးလက်တွေခုတ်တယ်ပထမဆုံးအချက်မှာအရသာထင်းတယ်သုံးချက်ခုတ်မှာစပြီးပယ်တယ် ဆယ်ဆက်ပြည့်တဲ့ဒီတစ်ဝက်ရောက်မပြတ်သေးအဲ့ဒါအောက်ချခုတ်တယ်နော်လက်နဲ့ကင်ပြီးလေထဲမှာခုတ်ရတာမဟုတ်ဘူးရန်သူတယောက်ကမင်းကင်ထားတဲ့တုပ်ကိုအချက်30လောက်ခုတ်နေတဲ့အထိမင်းကကင်ထားပြီးလို့ပြတ်သွားတယ်ထားအောင်လက်ထဲကျန်တဲ့အပိုင်းတွေတက်ခဲလို့ရသေးတာပဲတွယ်ကြီးကတော့ဟုတ်တာပေါ့လေတွယ်ကြီးကနေလက်ရည်ပြင်အောင်လုပ်ရမယ်အပွဲကောင်းစားလူငယ်ကတက်ကြွနေတော့အားလုံးကမငင်းတာတော့သူချင်းခန်းတဲ့အတိုင်းလောက်ကြရပြီလို့မယ်တကယ်လည်းမိမိတို့မှာလက်နက်ကောင်ပါရှာလာတယ်မလားဦးစည်းစိန်တို့စမ်းသပ်နေတယ်လို့ရင်သူကလည်း ဝကြောမာစီတဲ့နီလန်းရှာပွေနေတယ်။လောရဲ့ဂျန်နီမှာရှာပွေလိလာသလိုရေဘူးရေအေးထရေးဆန်ရဲ့ချင်းငယ်ရေနဲ့စိန်ပြီးတော့မှအချောက်ခံထားတဲ့ဝါးတွေကိုအချားဝါးတွေနဲ့ရှင်ခုတ်ကြည့်တယ်။မာစီလိုတဲ့နေရာတွေကိုတူနဲ့ခက်ဆဆထိုးရဲလို့လည်းဆန်းတယ်။တစ်ဖက်မှာလည်းမိမိတို့မကြွမ်းကျင်လာသေးတဲ့ဒုတ်ရေးကိုအထူးတလေလေ့ကျင့်နေကြတယ်။ဒါကြောင့်သူ့ကိုပေးထားတဲ့တောင်းကိုမေ့လျော်သွားတယ်။သူ့အလုပ်ကမိုးဆိုးဖို့ရောက်ကိုခုံဝင်လာကြတဲ့46ဝါးကလူများအတွက်အိုးအင်းတရီဒီဆောင်ရေးမှာလိုအပ်တာတွေကိုရှာပွေပေးရမှာဖြစ်တယ်။အဲကောင်မလုပ်နေတယ်လေ။အနောက်ကဦးကောင်းတန်ကြားလေးကတော့လန့်သွားတယ် လှည့်ကြည့်တော့သူ့ကိုခါတော့ကြည့်နေကြတယ်လူကြီးနှစ်ဦးသို့မဟုတ်ဦးကောင်းနဲ့ဦးနောင်အဲ့ဒီအခါမှာဦးနောင်စီဝါတရားငါးကောင်းဘူးဘူးချန်တာကိုတတိရတော့တယ်ဟာဦးကောင်းတို့ပါလားဟဲ့ရီမနေနဲ့မင်းဝါတွေကိုစောင့်နေတာမင်းညနေကလေးကဘာလို့ပေါ်မလာတယ်ဘယ်မလဲဝါသူကချိန်စည်းနေတဲ့အကောင်းမေးဖို့တော့ကိုမတိမသာချပြီးတော့မခေါ်ရသေးဘူးဗျာထင်တာမင်းဘာလုပ်နေသလဲဦးနောင်လည်းတတိထားမိမှာပါအရင်နေ့တွေကပူတွေဝါတွေနှုတ်နှုတ်လာတာဦးနောင်မျက်မှောင်ကိုသွားတယ်ဘာဆိုင်တယ်လဲ သူကမေးဖို့မင်းတည်းပြီမှကြိုက်တယ်အမေတရားအဖေတရားဟိုလိုလိုဒီလိုလိုဝေးလေကြောင်ပဲလောက်တာချင်းကိုသူမကြိုက်အဲ့ဒီတော့ကိုပဲနေတိုင်းတူနေရတော့ဝင်းရင်ဒီရှားလာပြီးဝင်းမှုတွေပဲကျန်နေဒါကြောင့်ကျွန်တော်ကချိန်တော့ဘက်ကူသွားတယ်ချိန်ပေါက်ရင်ဝေယုံမင်းနေလဲပေါ်မှာပဲဆိုပြီးဦးကောင်ကတော့သဘောပေါက်လိုက်ပြီးခောက်ခိုင်းတဲ့အိမ်စားဖို့အသေးဝါမခုတ်ပဲလက်နဲ့လုံးမဲ့ဝဘိုးဝင်းရင်တွေသွားခုတ်နေခြင်းဖြစ်ကြောင်းရခုမှတောင်းကိုသတိရလို့ဆင်ကျင်ပြီးနေခြင်းဖြစ်ကြောင်းဟေးဆင်ကျင်မပြီးနဲ့တောင်းကိုကြည်ပုံမပေါ့ကွကြည်ပါလေဗျာ အသုံးပြုဖို့မတင်သေးတဲ့ဝါးတွေနဲ့အိမ်ဆောင်ရင်ကြာကြာမခံမဆိုးလို့ရှန်ဟင်းကနောက်ကျသွားတာပါဒါဆိုရင်ဝါးသွားမခုန်ခင်နဲ့ဘာလုပ်နေတာလဲဒီနေ့တိုးရမယ့်ဒေါကအသည့်မို့လို့ဒေါကအန်ဒီကဝဲဖို့လက်နဲ့လုပ်နေတာဒီမှာလေမနေ့ကတင်းဝါရှန်ဟင်းတွေ့ခဲ့တဲ့ဝင်ရင်းတွေပဲပြန်လုပ်ထားတာဟဲ့မင်းစင်ကြီးကြီးပဲညနေငါဝါး900လိုချင်တယ်ဒါပဲ900တော့ဒီနေ့မရနိုင်ဘူးဗျာသွားမယ်ခကြီးနဲ့ခေါ်ရမယ်အင်အားနဲ့ဆိုရင်အားကျိုးမှန်တဲ့ခုံရင်တော့မှအလွန်ဆုံး300ပဲမရရင်တကြီးနဲ့သာရှင်းပြီတော့ဦးနောင်ကဦးကောင်ကိုလက်ရပြပြီးလက်ထွက်သွားတယ် သူခေါင်းကုတ်ကြံခဲ့ပုံကိုဦးကောင်းကစိုက်ကြည့်သွားသေးတယ်။ညရောက်တော့ဦးကောင်းအိမ်ရောက်ကိုလူတယောက်ရောက်လာပြီးငစံဟိုးငစံတကြီးမင်းကကိုရင်ကိုကြွခဲ့ပါဦးနဲ့အိမ်မောကငစံခေါင်းပြူလာတယ်။ဟာဘာလို့လို့မေးစရာရှိလို့တဲ့။ဝါရီကိစ္စလား။ဟုတ်မှာပေါ့။ဦးနောက်ကတိုင်လိုက်သလား။မဟုတ်ဘူးကိုကြီးကောင်းပြောတာဖြစ်မယ်။အခုအတူတူထိုင်နေကြတယ်။သူပြန်ဝင်သွားတယ်။ဒီနောက်တော့အပေါ်ပိုင်းတစ်ခုပခုံးတက်လွှမ်းပြီးခက်မြမြန်ဆင်းလာတယ်။လေကားနဲ့တော်တော်ဆင်းလာခြင်းမဟုတ်လေရန်ကိုအားပြပြီးခုံလွှားချလာခြင်းဖြစ်တယ်။ ဟာအသာလို့ပါမောင်ရဒါနဲ့ဦးအောင်စီရမျက်နှာဘယ်လိုရှိသလဲဘယ်လိုရှိရမလို့ကြောက်ပေါက်ခွက်တွေနဲ့ဘောဟာတင်းမာနေသလားတီးနေသလားမေးတာပါခက်တီတီဘောကွယ်မင်းခေါ်ခိုင်းတာကိုတဟီးရည်နေရမလားကိုဘောတော့လှုပ်ပြီသူ့ဘာသာပဲအကဲကြီးရတော့မယ်ထုံးစံတိုင်းမကြီးပင်အောင်ဝိုင်းထားတဲ့ကိုပြည့်ကြီးပေါ်မှာမကြီးမပြုံးလူကြီးနဲ့မြေပေါ်ဝိုင်းထိုင်နေကြတဲ့ရွာသားများစွာတွေ့ရတယ်မောင်စံဒီနာလားဦးအောင်စီရကရင်ထွက်ချပြီလက်ရမလို့ခမရမင်းဒီနေ့ဘာလုပ်နေသလဲ ဟိုဝါးတွေလုံနေပါတယ်ဝါးတွေကိုဘာလုံနေတယ်လဲတူနေတူနေတာမင်းတောင်ကောင်ကျွန်တော်လူတွေသွားပါတယ်မိเจ้าမိဘကိုတက်သွားကြတယ်စီသားပြားတိရောက်ပါလိမ့်မယ်ဒီနေ့မှသွားတာမဟုတ်လားအရင်နေ့တွေကလည်းသွားပါတယ်ခင်ဗျငနောင်းကိုဝါးတွေရငါးစီးချပြဖို့ဒီနေ့မှသွားကုန်တာမလားဟုတ်ပါတယ်ဒါပြင်ဒီနေ့ဘယ်လောက်ရတယ်လဲကျွန်တော်မသိသေးပါဘူးဦးအောင်စရာကငနောင်းကိုကြည့်တယ်ဦးနောင်းကလည်းနှကန်းကစီးတယ်ပြောလို့မသိဘဲငါးစီးဝါးငါးစီးဘယ်လိုပို့ပြီးသွားတယ်လို့ခါကြီး သူ့အသံကကျေသွားတာကြောင့်နားထောင်နေကြသူတွေပြန်လန့်သွားကြတယ်။ဦးကောင်ကတော့ရေရှင်နေရန်ကိုထိမ့်ပြီးတော့မှလပတ်မြုံနေ။ငါတို့ကသူ့ကိုမကြည့်နားထောင်နေမှုတော့ရတယ်။မျက်နှာကပြုံးချင်ချင်။အဲ့ဒီဘွားတွေကဒီနေ့သွားကုန်တာမဟုတ်ဘူးလေ။ကဲမင်းကိစ္စမင်းရှင်းပြီးတော့စီတာမင်းကြီးကစလိကိုလက်ညှိုးနဲ့ပုတ်လိုက်ပြီးခွဲထဲထည့်လို့စပြောလာတယ်။မင်းလူကြီးငါတို့ရွာကိုနေကင်းကလေးကရောက်လာတယ်။မိเจ้าမိမဘွားရနေလို့စီတာတို့ပတ်ခုတ်ကြမယ်ဆိုတော့ညနေကလူကြုံရလို့သိရတယ်။ဖြစ်ချင်တော့ငါနဲ့တူကိုကောင်းရောမောင်နှောင်းမှရှိနေတယ်။ ေငါတို့တိုင်းမင်းတို့အဲ့ဒါလိုကြားတော့ငနောင်းကထားပြောပါလိရောလူတွေကစီတာမှာစုဝါကဘလို့ရောက်လာတာလေတဲ့သူကမင်းသေးသေးနဲ့နားထောင်နေသေးသူပုံစံကိုဥအောင်စရာနဲ့အတူဦးနှောင်းကပါခက်ဆူးဆူးကြည့်နေပြီဦးကောင်ကတော့မျက်လုံးလှန်ကြည့်တယ်မင်းလူတွေကဟိုမှာညားရိတ်ခုတ်ကြမှာဝါ900ရပဲကရလာတယ်ငါစမ်းအဲ့ဒါကတော့ဖားစင်ကြီးပေးုံမလဲအမှန်ပဲပြောရှင်ညို့သူဦးကောင်စကားကြောင့်သူကလန့်သွားပြန်တယ်ဒီလိုပါအရှင်ရက်တွေကလူလူပူပူဆိုပြီးတရက်ကို ဝါ90 60လာမိုးဆိုးကြုံဝိုင်းနေမှာခြားထားတာရှိတယ်။နေတန်းတော့မဟုတ်ပါဘူးပူလေးရက်မှာပါ။မင်းကငနောင်းစီကိုအကုန်မသွင်းဘူးပေါ့။ဟုတ်ကဲ့လို့ပြန်ပြေးလိုက်တယ်။ဒါကြောင့်ပို့တဲ့ကောင်တွေကိုငါသိပါတယ်ကြည်နေတာ။ဦးနောင်ကဆိုးပါတယ်။ဦးအောင်ဇေယျကချောင်းဟန်ရင်ကဘာကြံစီနဲ့ဖယ်ထားတယ်လဲ။ဘာကြံမှမရှိပါဘူးလုံရင်သုံးဖို့ပါ။ဥဒုံလုံရင်လည်းယူသုံးလို့ပြောထားပါသေးတယ်။ငါတို့ကခေါင်းကြီးပြတယ်။သူ့ဘွားက250မပြည့်ပါဘူး။ကျုပ်စီကလူရာချီးပြီးပို့ခန်းလိုက်တာပဲဗျ။ဟုတ်ပါတယ်။ ငါတို့တို့မုတ်ဆိုးဂျုံသားတွေကလူများသလောက်တက်ညီလက်ညီရှိကြလေတော့သူတို့ဝိုင်းထဲမှာဝါး900လောက်ကိုအမြဲလိုလိုတွေ့နေရတဲ့တယ်ဒါကငစံကအသုံးချသွားခြင်းမှာမင်းဟာကတောင်းတော့ကြည်ပါရဲ့ရသည်မြလည်းအကုန်မသွင်းလုံရင်လည်းဟိုဆွဲဒီဆွဲနဲ့ဒီပုံစံကမကြိုက်ဘူးအလုပ်ကိုအလုပ်နဲ့တူအောင်လုပ်မှာပေါ့တကြီးစုသည်ဖြင့်သူကငြိမ်နေတယ်ဦးကောင်းကမေးပြန်တယ်မင်းကိုဘယ်သူဝရင်တို့လုတ်ခိုင်းတယ်လဲဘယ်သူမှမခိုင်းပါဘူးဒါဆိုခြံနောက်မှာထောင်ထားတာတွေကကျွန်တော်စမ်းကြည့်နေတာပါမင်းဒီနေ့တနေ့ကုန်လဲဒါလုတ်နေတာပဲမလား ဟုတ်ပါတယ်။ဘာလို့ဝါခုမလိုက်လဲ။လိုက်သွားလဲလူဘူးလူဖြစ်နေလို့ပါ။ငါထင်တော့ကကြွညင်ပြီးသားဆိုတော့လိုက်မနေနဲ့လှုပ်เสียရရှိရလို့သူတို့ဘာသာသွားမယ်တဲ့။ဒါပြင်းမင်းကိုခေါင်းဆောင်ထားလဲအပူပဲပေါ့။ဟုတ်ကဲ့။ငါထင်ဟုတ်လား။သူ့ကိုခေါင်းဆောင်ခန့်ရမလား။ဟုတ်။ငါတို့အရှင်ကမင်းကိုယုံလို့ထားတာ။မင်းကမဆိုင်တယ်ရှောက်လို့နေတာပဲငညို့သူ။အခုမဆိုင်သေးပြီပဲ။နောက်ကျအေးပါလာမှာပါ။ဘာကတော့မင်းတို့ဒီကလား။မှန်ပါတယ်။အဲ့ဒါကိုစည်းစိမ်အလုပ်ပဲ။ စီတာမင်းကြီးလူတွေစီကလုပ်ပြီးသားတို့တို့ချောင်းကိုမနေ့ကကျွန်တော်ယူပြီးစမ်းကြည့်ပြီးပါပြီဓမ္မနယ်ခုံရဲ့အရာထင်ပါသေးတယ်ခက်ဆန်းဆောင်ထိုင်နေတဲ့စီတာမင်းကြီးကြောမက်လိုက်လို့ဆိုတော့ကျွန်တော်ဒီနေ့လှုပ်ထားတဲ့ဒုတ်ကိုယူပြီးစမ်းခုံကြည့်စီချင်ပါတယ်သွားယူစမ်းခွင်လူတယောက်ဦးကောင်းရင်ကိုသွားပြီးတော့မှသူညွန်လိုက်တဲ့နေရာကဒုတ်ကိုယူလာတယ်ဒုတ်ကအနံ့တထောင်းထောင်းထားနေတော့နှာခေါင်းကိုလက်ပြန်နဲ့အုပ်လာရတယ်ဝါကတော့ဓာနယ်ခုံရဲ့အရာထင်ပါပဲတံပြားအဝင်အောင်ပြတ်သေးတာမင်းတို့ကဘလို့ခုတ်လိုက်တဲ့ဓာကတိတ်ငင်းခုံထွက်လာတယ် စီသာမင်းကြီးတက်ကယူခံလိုက်တဲ့ဒုက္ခတော့အဲ့ဒါလိုမခုံဘူးဒုက္ခနဲ့ရက်သွားတယ်။ဦးကောင်ကသူ့တို့ကိုယူကြည့်လို့ဒီကောင်တစ်ခုခုတုတ်ထားပုံရတယ်။အမာတင်ထားတာပါ။လှုပ်ဆမ်းမောင်မင်းအမာတင်ကြီးဦးစည်းစင်ကစိတ်ဝင်စားလာတဲ့အတွက်ဦးနောင်ရဲ့ဝါးစလန်ကခေါင်းစဉ်ပြောင်းသွားပြီးတင်းကြီးလက်နဲ့ပြုလုပ်နေသည့်စီနီဝဲဖြစ်သွားတော့တယ်။စောစောကခေါင်းရှုပ်ဝင်ခဲ့ရတဲ့ငဆန်ကအခုတော့လူရည်ရကြရဲရဲရင်ပြောဆိုနေတော့တယ်။ဝါးကြောတတ်ဖို့ရေစိန်နေလန်းနေုံနဲ့မရပါဘူး။ဓာရီကိုမီးစေးတယ်လို့ဝါးကိုလည်းမီးစေးပြီးလို့လို့ပါတယ်။တန်မဟုတ်တဲ့အတွက်တော့ အကြောင်းစုံကိုငစံကရှင်းပြတယ်။နောက်တည့်ရဲ့ဥကောင်းနဲ့ဥနောင်တို့အမှန်ပြင်းဆုံးကြတဲ့အခိုက်ဥကောင်းကစပြောတယ်။ဟိုတော်လောကစည်ရေးဆွေးနွေးထုံးကခုနောင်ပြောလိုက်တာ။ညာနေညာနဲ့မတုံးကြနဲ့ဆိုလား။ဟုတ်တယ်လေ။လက်ရည်စံတော့ငစံလုံးပုံကိုအတူခုတ်ဝင်ကြမှာဆိုလို့ပြောတာပါ။အခုကြည့်စမ်း။သူကမှတ်ထားပြီးခုနောင်ကမှညာနေညာနဲ့အမျိုးမျိုးနဲ့လှည့်ပတ်သွားတာပဲ။ဘလို့လင်စားလို့တော့မြ။ဟိုနေရဗျာ။ဝါးရီပူပူမိတ်နေသလား။ဝမခံမှုလေ။ဒီကဝမခံတတ်တာတော့မဟုတ်ဘူး။ဒါပေမဲ့သူ့ပေါ်ရမှုကိုအပြစ်မတင်အောင် ဝါနူလို့ဖြစ်တဲ့အကြောင်းအိမ်ဆောက်ဖို့မသိကြအောင်ပိုကောင်းတဲ့ဝါခုတ်ပေးဖို့ရှာနေတာဘာလို့ပြောတယ်မလားအေးလေဒါလက်ပတ်တာလားတခြားသူစိုးပေါ်ရမှုကိုခေါင်းကုန်ပြီးအဆူခံနေရမှာဖင်းကတော့အိမ်ဆောက်ခိုင်းလို့မပြီးရင်တော့ခမားမကြီးကပြော့နေတာနောက်ငါးနှစ်ဆိုရင်ဂျုံသွားမှာမလို့အသားစီအောင်ဖိနေတာလို့ပြောမယ်ကွာတို့လေအဆူခံရရင်ရှောက်တောင်ဒီပညာယူထားမှာကွာစင်ချင်မဟုတ်ဘူးအခြားလူဆွဲထုတ်ပြတဲ့နီးပဲအေးပေါ့လေဒါကသူပညာပေါ့ဝါပို့တာလည်းပြောအောင်မင်းသူကတော့အတိုင်းမခံရအောင်ဂျမ်းမန်လောက်တာပါ ကန်ဆိုးကျင်တော့အကြောင်းတိုက်ဆိုင်ပြီးရိုးရိုးတကင်စီကိုရောက်ပြောင်ရောက်လာသေးတယ်။တောင်းဝန်ကြည့်ပြီးမယ်လို့အဆူချင်းလေးခံလိုက်သေးတယ်ပါ။ထားတော်ဆူနေတဲ့အကြောင်းကိုမေးသွားအောင်လုပ်ခဲ့သည်။ကျုပ်သတိထားမိပါတယ်ကိုကောင်းရဲ့။ညကကိုကောင်းပြောနေတာ။သူကောင်းဆောင်မလုံနိုင်အခြားသူခံမဲ့အကြောင်း။ဖြစ်သွားတာကဝင်းရင်တို့လောက်ရမယ့်အဖွဲကောင်းဆောင်။လူမန်နေရာမှာရောက်သွားတာပေါ့။အဲ့ဒါပြောချင်တာပေါ့။ခေါ်ဆူတဲ့သူကပဲသူကြိုက်တဲ့နေရာကိုလုပ်ဖို့ထားပြီးလဲရတဲ့လေ။ဟုတ်သားပဲဒီကောင်တော်တော်အလှည့်ပတ်ကောင်းတယ်။သတိထားဆောင်ကြည့်ရမယ့်ကောင်များနော်။ အကြည့်လွတ်သွားလို့မဖြစ်ဘူးတကောင်းသားနှကောင်ရှိတာသူများနဲ့မတူဟုတ်သလားနောက်တူဦးကဘာလုပ်လဲဗျနှကောင်ပြူတဲ့ဖင်းနောက်လိုက်လာတာပဲအရင်နေ့တွေကတော်တော်လေးမြင်တယ်ဗျခွဲထားလိုက်ပါလားသူတို့နေရဘူးမလုံနဲ့ခွဲလန်းလူခွဲစောင်းကြည့်နေရမယ်ဒေါ်သေးတဲ့ဦးကောင်းတင်တယ်လို့နှကောင်ပြူကလူရှုပ်လူဝေးမဟုတ်ဘူးခရီးခဏင်းနေမှာသာဖြစ်ပါတယ်ဒါပေမဲ့ငဆန်းနဲ့ပေါင်းပြီးမှတော့ခန္ဓာယိုးလာဒေချာပေါက်ပြရတော့မယ်ဦးနောင်ကဖင်းကိုညနေညနေမတုံးမနဲ့ရိုးသားသားနေတောင်သုံးသိရအောင်မယ်အဲ့ဒါလိုပြောသွားတယ် ပြောတဲ့အတိုင်းလည်းခင်ဦးရကလက်ရပြန်ကြီးတို့ကိုသွားရောက်တိုက်ခိုက်ကြရတဲ့တိုက်ပွဲတစ်ခုမှာဦးကောင်းရဲ့လက်အောက်သူတို့နှစ်ယောက်အတူတူဝလိုက်ကြရတယ်။ဟိန်ကစံဒီပွဲအရေးကြီးတယ်ကွာနော်။မင်းဟိုချန်ဒီချန်နဲ့ပေါက်ရတယ်မလို့ပဲနဲ့အမိန်ကိုအတိအကျလိုက်နာရမယ်။ပြောထားတဲ့ဂျာကဖောင်းရင်တော့ငါကိုယ်တိုင်ကွက်ရင်ကွက်မဟုတ်ရင်တော့တို့အရှင်ကိုတိုင်ပြီးပြင်းပြင်းထန်ထန်ဆုံးမဖို့ရှာရမှာပဲ။အဲ့ဒါလိုကပ်ပြီးတတိပြေးလိုက်တယ်။လက်ရဘလူးကပြန်မပြောဘဲနဲ့ခဏငြင်းနေပြီးမှဖြည်းဖြည်းလေးလေးခေါင်းကြီးပြတယ်။မငြင်းလို့လည်းမဖြစ်။ရခင်တက်ခဲ့တဲ့ပွဲတွေမှာခင်ဦးစားကိုအရင်နေထားကြတော့ ယခုဒီချိန်မျက်နှာရမှာဖြစ်မယ်။ထိုင်တန်းရှုံနေမိမိဘသားတို့စိတ်တဲ့အင်အားချဆင်းရမယ်အပြင်မိမိမြတရားကဖြစ်သွားနိုင်တာကိုထာတော်သူကပါဠိလိုတီးလို့ရေရွတ်လိုက်သေးတယ်။တပ်ပံပရဝတ္တဒုက္ခတပ်ပံဣဒရိယဒုက္ခနဲ့ဦးနောက်နားမလဲပေမဲ့ဦးကောင်းကပြုံးတယ်။ဘယ်ကူတဲ့ပါဠိပသားမှုလို့ငဆန်းဆိုလိုရင်းကိုသူကရိမ့်မိတယ်။အနက်ကသူတပားအလိုသူလိုက်နေရခြင်းကဆင်းရဲ၏။မိမိကိုယ်ကိုစိုးပိုင်ရခြင်းကချမ်းသာတကားတဲ့။ဒီလိုနဲ့ခင်ဦးတကြီးရှိရကိုကတ်လာကြတယ်။နောက်တော့လဲရင်း ညီတော်သားတော်ပဲဖြစ်စီခွင့်ပြုရမယ်ဆိုတဲ့အမိန်တော်ကြောင့်ဒေါက်တာပစိန်လေးကန်သူရိသာမကတရွင်လေကားတန်းလူတွေပါအသေးခံပြီးပြည့်တက်သွားကြတယ်။အားလုံးတညီတဲတက်ကြတယ်။တက်တန်တွေကိုတူးပြေးကြသလိုတက်စီတွေကိုလည်းထိုးကိုပြစ်ခတ်ကြပါတယ်။ဒါပေမဲ့ခင်ဦးတက်တွင်ကလက်ရပြန်ကြည့် PPCC ကိုခဲနေတော့တက်မပဝင်မရဖြစ်နေကြအစင်။ဒီအတိုင်းသာတက်နေကြပါကပါလာတဲ့လူတစ်တောင်းလည်းကုန်သွားနိုင်တယ်။ဘုံမူဦးကောင်းကတော့အမိန်နဲ့ရိုးရိုးချင်ချင်လောက်ကျန်နေတယ်။တခြားဘုံမူတို့ပြည့်တဲ့စီသာမင်းကြီးကလည်းဒီအရေးမှာသမယိုးကြတိုက်ရိုက်တိုက်စင်တိုက်နေရမှာမဟုတ် အားနေရကိုရှာရမယ်လို့အနာဘက်ကိုမြင်းနေနဲ့ပတ်သွားကြတယ်။တရားပြင်မှာမြင်းနဲ့လှည့်ပတ်လျက်တင်ကြီးလမ်းပြန်နေပြည့်လို့နေတယ်လည်းရဘူးလို့မြင်တော့ဦးစည်းစင်ရဲ့အကြံကိုရေးစားမိလိုက်တယ်။ဒါပေမဲ့သူတော်ဝန်ကစီတာမင်းကြီးနဲ့လာရမှာမဟုတ်။ဦးကောင်းလက်အောင်မှသာတိုက်ခိုက်ရမှာဖြစ်တယ်။သူဦးစည်းစင်တော်လည်းသွားပါကဦးနောက်မြင်သွားလိမ့်မယ်။ဒါကြောင့်သူကစံကြီးဘက်ကိုထွက်သွားတယ်။ငနောင်းကစီတာမင်းကြီးနဲ့မြင်းနဲ့ဆယ်သားတို့ခင်ဦးတဲ့အနာဘက်ကိုသွားကြတာကိုမြင်လိုက်တယ်။လက်ရဘလူးကိုလည်းတင်ကြီးကျွန်ဆွဲလျက်အရှိတ်ဘက်ကိုနေတော့ကြောင့်တွေ့လိုက်ရတယ်။စီတာမင်းကြီးကိုလက်ရဘလူးမြင်အံ့မထင်ဘူး။ သူဘာသာရန်သူကိုပြစ်ဖို့ပြစ်ခွင်းရွေးနေတယ်လို့ထင်မိတယ်။ဒီလိုနဲ့အမောင်ထဲမှာမျက်နှာစည်းကပြသွားတယ်။အနောက်တောင်တောင်မှာဒဲကြီးမဲကြီးတိုင်နေကြစေ။ထန်းရင်လေကားတွေကလန်ကြနေတယ်လို့တတ်တိုင်ဒုသူရီအဖို့ကလည်းပွင့်ညက်ကြီးအုတ်ကြောက်တင်ပြစ်ချနေကြပြီ။နှစ်ဖက်ပြစ်ခလိုက်တဲ့တနက်တန်တွေကစူညံနေစေ။စီသာမင်းကြီးကတအနောက်တကားကိုမြင်နေတဲ့တွန်းထုံးဝင်စီတယ်။ဒါပေမဲ့အခိုင်အခန့်ပိတ်ဆို့ထားပြီးတက်စီတန်နေတွေကလည်းအသိရှိနေကြတယ်။ဒါကြောင့်အနောက်ကိုခေတ္တခွာနေခိုက်အမောင်ထဲကမျက်နှာစည်းပြေးလာပြီးတော့ဒီဘက်လားဒီဘက်တကားမှလူမရှိဘူး။ မျိုးတွေတဲကပစိုးဘွားပတ်ထားတဲ့လူတို့ကအသံပြက်ပြီးခေါ်သွားတယ်။ဘာလဲဟာလူရောဟုတ်လား။ငါတို့လူတွေကလား။ရန်သူဖြစ်နေမနော်။ဒီလိုပြောဆိုရန်ကသူ့အနောက်ကလိုက်သွားကြတယ်။စီသာမင်းကြီးတို့မြင်းနေတကားနီးကိုမရောက်ခင်မှာ။မြောင်မြန်တာတတိကလူတွေပြေးစင်းသွားကြတာကိုမြင်နေရတယ်။ဘာကြောင့်ဆင်းသွားရလဲဆိုတာကိုကောင်းကောင်းကြီးသဘောပေါက်လိုက်ကြတယ်။လူကိုမမြင်ရတော့ဘိမဲ့မြောင်ပြန်လေးထဲမှာလွင်ဝဲနေတဲ့အသံတကူကိုတည်တည်ကြားနေရတယ်။တောင်ဘက်ကတက်ကုန်ပြီ။တောင်ဘက်ကိုဖြည့်ကြဟိ။အသံပြက်အော်နေတဲ့ကအောင်မြင်လာတော့ အရှိမျက်နာကိုချိုးခွေသွားသူရဲ့အတန်ကိုသူတို့ကြားတယ်လို့မြတ်မျက်နာတက်စီသေးရဲများကိုပါကြားကြားပေးလိမ့်မယ်။ထူးခြားတာကရင်သွင်းကအတန်နဲ့လှိုက်ပြီးအော်ခြင်းမှုအတန်ပင်ကလာတယ်လို့ခံမှန်းမှုခတ်တယ်။တက်သွင်းကအော်တယ်လို့သာထင်းချင်းစရာ။မြတ်ဘဒကကခိုင်မာလှပြီးမယ်အဆောင်တွေမရှိသလားဖြစ်သွားပြီးမှုတက်ဖို့ကိုတက်ဖို့လွယ်ကူသွားပြီးစေတာမင်းကြီးရဲ့လူအချို့တက်ဖို့ကကြော်ပြီးတကားတွင်းဘက်ကိုရောက်သွားကြတယ်။သူတို့ဖွင့်ပေးလိုက်တာနဲ့ဘုံမှုကဥဆောင်ပြီးခင်ဦးတက်ရင်းစီကိုတုံတို့ပြေးဝင်သွားကြတယ်။ခင်ဦးကိုမိကြပြစ်မကွာ။စေတာမင်းကြီးနဲ့မြင်းတီတရဲ20တို့ ရွာထဲမှာတက်ပြန့်မွေးနောက်စဉ်မိတန်ဒီကြချင်မှာခင်ဦးရွာကြီးတစ်ခုလုံးကိုအပြင်ကပတ်လာခဲ့တဲ့မြင်းရှင်ကတော့လာလန်းတိုင်းအောင်ရင်ကပြန်ပတ်သွားလိမ့်ပြီအရှိမျက်နှာပေါက်သွားပြီလာကြပါဦးလူမရှိတဲ့တအောက်ကကပ်ပြီးអော်သွားပါတယ်အဲဒီနောက်မှာတော့လက်ရပြန်ကြီးကမနဲ့ဝီလီဝီလင်းမြင်မကွဲချင်ဘူးလို့ရေဟုတ်တဲ့ဖြစ်နေတာတွေကိုဖြန့်ကျက်ကိုခဲမိစေဖို့မတတ်နိုင်တော့ဘူးအပြင်ကအင်အားဘလောက်ရှိတယ်မသိရတာကြောင့်လေဆိုတူလူကမဖြစ်စေကူရောက်လာမယ့်မွန်နတက်ကလည်းမရောက်တော့သားမရခေါ်ပြီးထွက်ဖို့ပြင်ရပြီ လက်ရဘလူးကနဘက်ကျုံထုတ်ချီတချောင်းခိုင်းပြီးတော့မှထောင်ထားတဲ့လေကားတစ်ခုကနေလက်သွားတယ်။သူ့ကိုမြေလို့ပြေးလာတဲ့လန်ကန်သူကိုဥအောင်ထိုးပလိုက်ပြီးတလက်စားတဲ့တပ်ပေါ်ခုံတက်သွားတယ်။သူတက်တဲ့လေကားတိုင်းလူသုံးယောက်စတဲ့တက်လာနေကြတာကိုမြင်ရတဲ့အဲ့ဒီနေရာကစောင့်ပြီးတော့မှအကာအကွယ်မပေးပဲတက်တွင်းကိုခုံချသွားတော့တယ်။ဟိုမှာတကောင်ဆင်းသွားပြီးလိုက်လိုက်သူကတကားစီကိုဆွပြေးတယ်။တကားပွင့်မှာဆိုးတဲ့အတွက်ခင်ဦးသားတွေသူ့နောက်ဝိုင်းလေလာကြတယ်။တကားရှိမှလည်းလူတွေပြုံနေတဲ့အတွက်သူအိမ်တလုံးနဲ့ပြေးဝင်သွားတယ်။ချက်ချင်းနောက်ပြေးဘက်ကပေါ်လာပြီးခြံလေးကိုကျော်လွှားသွားတယ်။တဲ့တဲ့ပြေးနေခြင်းမဟုတ်ဘူး။ ခွေးဘက်ခုံလွှားသွားတာကြောင့်လမ်းပေါ်ကလိုက်ရသူတွေအခက်တွေ့နေရတယ်။အဲ့ဒီမြောင်းလုံးကိုထားလိုက်တော့မုံဆူပူဇာတွေရွာထဲရောက်နေပြီ။တမ်းမပေါက်စင်းနဲ့ထိန်းတာလက်ရဘလို့ကပြင်းလွှမ်းကစီမီခွက်မီးတို့အစားအစာတွေကိုကပ်ပစ်ခဲ့တယ်။ခက်ရရန်တဲမျိုးဆိုရင်ဘုံကနေလဲပြူတဲ့အထိအတင်းတိုးပစ်တယ်။ဒေါ်တော်ချောင်းနဲ့ရှောက်ပြေးနေရင်ကမြင်းနေကြီးတစည်းပေါ်မှာလူကြီးတယောက်ကိုတွေ့လိုက်ရတယ်။ခင်ဦးစားငချင်ညူသူရက်ပြီးငေးကြည့်နေတယ်။ငချင်ညူနဲ့ညီပြေသူကသူတို့ဘာကိမြင်းစည်းကြီးဦးလုံးကိုတပတ်တစ်ချက်ကနေရန်ပြီးတော့မှခက်တက်သွားနေခြင်းမှာသူတို့ရှိမှလည်းမြင်းနေများစွာကိုမြင်ရလေတော့ မချင်ညိုတို့ထွက်တော့မှပြေချောင်းသိလိုက်ပြီအခုသူလာတယ်မှာဒုတ်ရှင်နဲ့လမ်းပြင်မိနိုင်မယ်ထီမတီကတော့မသိကြဘူးမချင်ညိုကလမ်းရှင်နဲ့ရမ်းလိုက်နိုင်တယ်ဒီကမိမိမှာလမ်းနဲ့မရှိဖြစ်မယ်သူကအင်းမောင်းလမ်းကြီးနဲ့ပြန်ထိုးလိုက်ရင်လည်းရှောင်းနိုင်မှုကမလွယ်ဒါကြောင့်ချိန်ဆနေရတယ်ဒီအချိန်မှာဦးကောင်းတို့ဝင်လာပြီဦးနောင်ရဲ့အတန်ကိုလည်းကြားရတယ်ဟေးငစံသူကပြည့်ရကောင်းတို့နဲ့ဇီမီခွက်တဲ့ထိုးနေပြီးမိတို့လာခဲ့တဲ့ဒုတ်ရှင်ကိုမထားစေလက်ရပြန်ကြီးကသူ့ဘက်လှည့်ကြည့်လိုက်တယ်လို့ထင်တယ်အဲဒီနောက်ခပ်ပပမြူတွေတဲ့ရောက်သွားပြီး သူကစိတ်ကူးနဲ့လက်ရပြန်ကြည့်ရချောပြင်ရှိမဲ့နေရာကိုလိုက်လံမှန်းဆနေစေ။ဘာကြည့်နေတာလဲတိုက်လေ။ဦးနောက်လှမ်းပြောနေသေးတယ်။သူကနှင်းမြူရဲ့အတွင်းကိုအားဆိုင်ကြည့်နေစေ။ဒီကောင်ဘာကြောင်နေတာလို့။စောပြေစေချပြီးတော့မှအာယုံစုစေထားတဲ့နေရာကိုထုတ်ရှိကိုပြုတ်လွတ်လိုက်တယ်။ချောမတဲ့ဝါတို့ကထိပ်ပြမီးဆွဲလောင်နေသေးတယ်။အဖြူငွေတွေရှက်တိုင်းနေတဲ့လေလူတွေကိုလင်းမြန်စွာနဲ့ပြောက်ကွယ်သွားတယ်။ဒီနောက်တော့ဇူညာလာတဲ့တိုက်ပွဲတန်ကြီးရဲ့ရှားမှာထောင်ကနေအတန်သေးသေးကိုခွဲခြားပြီးချလိုက်ရတယ်။မြင့်တီတူကဒုတိယချောင်းကိုသူအနည်းကိုပြစ်ဆိုင်ပေးသွားပြီးမြဲ။ ချက်ချင်းမနှုတ်ယူမိဘူးနွားတော်သူဘေးကနေကြောက်လန့်နေကြပြေးသွားကြတယ်အဲ့ဒီခါမှဒုက္ခဖြုတ်နွားတွေကြပြေးလိုက်သွားတယ်သို့တော့လက်ရပြန်ချီလို့ကိုမတွေ့ရတော့ဘူးဒီဘွဲကကိုစည်းစင်ရဲ့ဘွဲပဲပြက်စည်းနေတဲ့ခင်ဦးရွာလယ်မှာရက်နေတဲ့ဦးအောင်စရာရဲ့အချီးကျူးစကားစေတာမင်းကြီးကဓားကိုလက်နဲ့ဖက်နဲ့ဆုပ်ပြီးယူတည်ပြုတယ်ကိုစည်းစင်ကိုမင်းလာစီသူလို့ဖွဲ့မိပေးရမယ်ဦးစည်းစင်ကဘာမှမပြောမကောင်းလို့လည်းအမှုတော်ကိုကောင်းတရားထောက်ဝန်ပေးတယ်မင်းကျော်ပြန်ကြည့်ဖွဲ့မြနေမတန်မင်းလာမင်းကောင်လို့ခေါ်တင်စီရမယ် ်ယေရှုတော်ကိုအောက်မေ့လျက်ပါဗျာဦးကောင်ကဒုတော့ပြီးရှောက်တယ်ငစံကနောက်မှထိုင်နေရင်ကဦးကောင်တို့တကူကူပြောလိုက်သည်မလားဆိုတင်နေတယ်ကျွန်တော်မျိုးတက်မှလက်ရဘလို့ပြောက်သွားပါသည်တက်တဲ့သားသူတို့ကိုမဆောင်မင်းနဲ့တက်တွင်းကိုပြေးစင်းသွားသည်ဟူ၍တိုင်လူရင်တိုင်နိုင်တယ်ဒါပြင်ဦးနောက်ကလည်းသူရဲ့နေတာကိုမြင်ခဲ့သည်အကြောင်းဆောင်ဆုံးဆန်းမင်းမြန်ချိန်မှာပေါ်လာပါကတက်တာမှမဟုတ်သူပြေးခဲ့တဲ့တုပ်ရှိကလည်းငချင်းညူကိုမတိပါခဲ့ဒါကြောင့်သူကပြည့်တယ်မင်းထားခံရဖို့ရှိနေတယ်ခံကောင်းထားမှဆိုဦးကောင်ကိုဦးနောက်မှာစကားမဟုတ် သူနဲ့ပတ်သက်လို့ဘယ်အရာမှမလျှောက်နိုင်ဘူးငချင်းညိုကိုကူမအမဲအင်းရဲ့နဲ့ဖိုက်ကမြေနှစ်တက်လဲခင်ဦးပြည့်ချောင်းကြားကလေးကတက်ဆုပ်ပြေးသွားကြပြီဒါကြောင့်မလို့ခင်ဦးနဲ့မွန်တက်နှစ်တက်ကမြန်မာရှမ်းမွန်သုံးပန်း၄00ကျော်မြင်း900ကျော်ဂျဲနွာစပါစားရယူခဲ့ကြပြီးတော့ဂျန်ရီဒါဒီကိုမီးရှို့ပြစည်းလိုက်ကြရတယ်အပြန်လမ်းမှာဘုံမှုနှုတ်ဦးနောက်ကငစံငနောင်းစားတဲ့ဘူရီလိုက်လာကြတော့မင်းလာစီသူဘွက်ခံဦးစီစဉ်ကမေးရအောင်မေးခင်ဦးမြောင်မြန်နာကမြင်းနဲ့ပတ်လာတာမင်းလာငစံလက်ရဘလူးကငနောင်းကိုဖြတ်ခနဲ့ကြည့်လိုက်တယ်လို့ ်ဦးကောင်းရဲ့အကြီးကလည်းသူ့စီကိုရောက်လာတယ်။မဟုတ်ပါဘူး။ကျွန်တော်ကတက်ပေါ်တက်ဖို့ကြိုးစားနေတာပါ။အော်ငါမင်းတယ်လို့ဒါပြင်ဘယ်သူပါလိ။ဦးနောက်ကသူ့ကိုဇွေးဇွားဖြစ်နေပုံရတယ်။ဘာမှတော့မပြော။ဦးစည်စင်ကလူတရားအမြင်တစည်းနဲ့မြမျက်နှာတီလာကိုချောင်းပြန်လဲပြောပြလိုက်ရင်။ဦးစည်စင်ပြောတဲ့ပုံကတော့ဒီကောင်ပြနေတာပဲ။ကျုပ်လည်းပဲသတိမထားလိုက်မိဘူး။ဓာတ်တွင်းကသစ္စာပေါ်လာမဆိုးနိုင်ဘူး။ဘယ်သူပဲဖြစ်ဖြစ်သူ့လိုပုံကောင်းတော့အမှန်ပဲ။တခါတရံတော့လေဒီလိုညံကူတတ်ဖို့လူတာကလားမောင်ကောင်းရဟုတ်ပါဗျာငနောင်းမြင့်သိသဘောတူမယ်မထင်ပါဘူး ဒီလိုတော့လည်းမဟုတ်ပါဘူးပုံမူရယ်လောက်ရေးချမ်းရလွယ်ကူသက်သာမယ်ဆိုရင် လက်ခံတယ်လက်ခံရမှာပေါ့ဦးနောက်ကဝန်ခံလိုက်တယ်လက်ရဘလူးကတော့တရော့တွေဘက်ကိုငေးပြီးတော့မှမကြအောင်ပြနေတယ်ဒီနေ့တက်ဆက်ပြီးခဲ့တဲ့ဝတ္ထုကလေးကတော့အင်းမြတာပါပဲဒီဝတ္ထုလေးကတော့စာရေးသူတင်ခါရစာရေးသားထားတယ်လက်ရဘလူးဇလန်တွေများစွာတွေကမှညနေညနေဆက်တဲ့ဝတ္ထုကလေးကိုတက်ဆက်ပြီးခဲ့တာပါ channel လေးကို like and subscribe လုပ်ထားပြီးပါဦးဘေးနားက notification လွန်လည်းနေပေးထားပါဦးနားဆင်တဲ့ပရိသတ်များအားလုံးကိုလည်းကျေးဇူးများတင်ပါတယ်